Steve Ben Fine Nizoma Shibare Hore Yatota Wa Nizoma Steve Ben Ha Tine Nizoma Shine Nizoma Steve Ben Shine Ừ, mà bao mà bao mà bố trai bao mà trai bao mà cũng chỉ chỉ bao nhiêu đó bố mày mà xin chào như cô cô cha yoga cô ta đi ပါလို့လားတောင်းပန်မလို့ပါနေတော့ခေအခုလိုအခြေအနေမျိုးရောက်မှာတော့ပေါင်းရံမယ်စဉ်းစားလိုက်ပါတော့ခေ Facebook ရွာစကားဟာ Facebook ပေါ်မှာဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီးဒါဟာ character ရာဇဝင်ကိုရဲ့ပထမဆုံးရုပ်ရှင်စကားလည်းဖြစ်ပါတယ်။ Facebook ရွာစကားဟာရုံမတင်ခင်ကတည်းကလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပရိသတ်တွေကြားရေးပန်းစနေတဲ့စကားတကားလည်းဖြစ်ပါတယ်။ ဒါဟာရာဇဝင်ကိုရဲ့ writer အဖြစ်တာဝန်ယူတဲ့ပထမဆုံးစကားဖြစ်ပေမဲ့သူ့အနေနဲ့ဇန်ညွန်အပုတ်90လောက်ရေးဝှသူတယောက်ဖြစ်လို့တိတ်တော့အခက်ခဲမရှိကြပါဘူး။ဇလန်းအကြောင်းအရာကိုလည်းသူကအခုလိုပြောပြခဲ့ပါဗျ။အဲတော့ တော့ဒီဘက်မှာစစားနေတဲ့အကြောင်းအရာတွေပေါ့နော်အဲ့ဒါတို့ကျွန်တော်တို့ဒီဒီရွာရွာရွာတရွာတရွာကိုပို့လိုက်တယ်ဗျာအဲ့မှာကျွန်မကျွန်မတုံးကြရတဲ့ကျွန်မပြုတ်တုံးကြရတဲ့လူတွေရဲ့အကြောင်းပါပဲဒီကတော့ဒီအလုတ်ကန်တက်တဲ့အချိန်တုံးကြပြီးတော့ပြီးတော့ Facebook ပေါ်မှာဘာကစားနေလဲသူပြင်းသူတို့ကြောင်မှပြန်လောက်ကြတယ်ပေါ့အဲ့ဒါအဲ့တော့ကျွန်တော်ကဒီဇညောပုံ50တော့ကျွန်တော်နေပြီးသားပါဇညောဘက်ကနေပြီးတော့ဒီဘက်ဒါဘက်ကိုပြူးတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီမီလိုမန်တို့အောက်ခြေကအကိုကဲပါနေပြီးအစားနောက်ပြီးတော့ဒီခေါင်းဆောင်ပေါ့နော်အငယ်လေးတို့ဒီဒီအတားအကြီးကြီးဒီကျွန်တော်ရင်းနေပါတယ်အဲ့ဒါကြောင့်ဟို ကျွန်တော်တာဝန်ယူရတဲ့အပိုင်းစံကြောင်းကနေဒါတာဆိုတာပဲပြောင်းသွားပဲကျွန်တော်ကတော့အတူတူပါပဲခင်ဗျာ Facebook ရဇလန်းနဲ့မှာ လူမင်းကျော်ရဲအောင်ယူသနာတင်ခိုင်တင်းကြီးမြက်ကီတီအောင်သူရိယစုအိမ်ဆန်တို့ကအ धिक ပါဝင်တရုတ်ဆောင်ထားတာဖြစ်ပြီးဇူလိုင်9ရက်မှာစတင်ပြသခဲ့တာပဲဖြစ်ပါတယ်ပြည်သက်တွေရေမောရသလိုစကားရိုက်ကူးချိန်မှာတရုတ်ဆောင်တွေကိုယ်တိုင်လည်းပျော်ရွှင်ခဲ့ရတဲ့အကြောင်းစုအိမ်ဆန်ကပြောပြပါဗျာ အရန်ကိုရည်နေရတယ်ပေါ့နော်ရိုက်ရင်းနဲ့ကိုပဲအရန်ကိုပျော်ဖို့လည်းကောင်းတယ်ရှင်ပြီးတော့တကယ်ပြည့်စုံပုံမှာဖြစ်ပြနေတဲ့ဟာတကယ်အဖြစ်ပြက်ကိုအဲ့လိုရိုက်ထားတာဆိုတော့လေအရန်ကိုပျော်ဖို့ကောင်းပါတယ်ရှင်ဟုတ်အဲ့လိုပရိသတ်တွေစိတ်ညစ်နေရရှိလို့ရှင်လည်းအဲကြိလိုက်လို့ရှင်အရန်ကိုပျော်သွားမှာပေါ့နော်တကယ်လည်းအရန်ရှိရလာပြီးအပေးကြပါလို့ပြည့်စုံကိုလည်းဝေဖန်ပေးကြပါလို့ဒီစကားထဲမှာအယူမနေရကတရုတ်ဆောင်ခဲ့ရတဲ့ခိုင်တင်းကြီးကတော့ပရိသတ်ကြိုက်မယ်လို့ထင်မှားပါပဲအခုလိုအားပေးမှုရတဲ့အတွက်ဝမ်းသာမိတဲ့အကြောင်းပြောခဲ့ပါဗျ ကိုနေရမယ့်နေရာကျတော့အယူမနေရာလည်းဖြစ်နေတာပေါ့နော်အဲဆိုတော့အခါကျတော့ကိုကအဲနည်းနည်းပေါ့ဘယ်လိုခေါ်မလဲရုပ်ရှင်ကားကြီးမှာကျတော့ဟိုဘယ်လိုခေါ်မလဲသူအဲ့လိုအယူမနေရာကြီးနဲ့ရရမယ်ပေါ့လေအဲဆိုပြီးတော့ကိုကစိတ်ထဲမှာပထမတော့အဲ့လိုမျိုးပေါ့အဲတို့ကရိုက်စီကျွန်တော်လည်းရိုက်လိုက်တာပေါ့လေဆိုတော့ဟိုတလောက်တိတိကောင်းွယ်လို့အောင်မြင်သွားပြီးတော့လည်းအဲ့လိုဒီပြိတ္တရဲတိုက်သွားမလို့လည်းမထင်ဘူးပေါ့နော်အဲ့လိုဒါမှလည်းကိုနဲ့တော့လိုက်လို့လားပါပေါ့နော်